တကယ်လို့ဒီအပင်တွေသာမရှိတော့ဘူးဆိုရင်ဒီကဘာကြီးမှနေထိုင်လို့မရတော့ပါဘူး။အဲ့ဒီခါကျရင်တော့ဒီကျူးရွှဲကြိုတို့ထိုင်းရင်းကြိုတို့မှာသွားပြီးနေထိုင်လို့ရပါတယ်။ What? Bro, what are you talking about, man? တာလို့ဒီအပင်တွေကို phytoplankton လို့ခေါ်ပါတယ်။ဒီရင်ကြီးအပင်လေးတွေသာမရှိတော့ဘူးဆိုရင်ခင်ဗျားတို့ကျွန်တော်တို့ရာအသက်မရှင်နိုင်တော့ပါဘူး။ ။ဘာကြောင့်ဒီလိုပြောရတာလဲဆိုရင်ဒီကဘာကြီးမှာလိုအပ်နေတဲ့အောက်ဆီဂျင်ရဲ့90ရာခိုင်နှုန်းကနေ85ရာခိုင်နှုန်းလောက်အထိကိုသူတို့ကပဲထုတ်လုပ်ပေးနေရပါ။ဒါအပြင်သူတို့ကပဲကာဗွန်ဒိုင်အောက်ဆိုက်အများပြားကိုဆုပ်ယူပေးနေတာဖြစ်တဲ့အတွက်ကြောင့်သူတို့စာမရှိတော့ဘူးဆိုရင်ရာသီဥတုပြောင်းလဲမှုဟာအစာပေါင်းများစွာပုံမှုဆိုးရွားလာပြီးတော့ကဘာကြီးကိုနေထိုင်မှုမသင့်တဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲသွားစေမှာဖြစ်ပါတယ်။ဒီပင်တွေဟာပင်လယ်အစာကွင်းဆက်ရဲ့အခြေခံအုတ်မြစ်ဖြစ်တာကြောင့် သူတို့ကိုစားသုံးတဲ့တရဝါတွေအများပြားရှိနေပါတယ်ဇူပလန်ကနန်သူတို့ဟာဖိုက်တိုပလန်ကန်တွေကိုဓာတ်ရိုက်စားသုံးတဲ့အနုကြည်တရဝါလေးတွေဖြစ်ပါတယ်အဲ့ကနေမှတစင်ဒီပစုံတွေနဲ့ပင်လယ်ငါးသေးသေးလေးတွေကဇူပလန်ကန်ကိုစားသုံးကြပြီးဖိုက်တိုပလန်ကိုစားသုံးရပါတယ်ကမ္ဘာအကြီးဆုံးတရဝါဖြစ်တဲ့ ဝီလာ၅ပြလိုမျိုးဝီလာ၅ကြီးတွေနဲ့ငမန်းအရှို့ကတော့အဲ့ဒီပစုံတွေနဲ့ပင်လယ်၅တိတိလွေးတွေဖိုက်လိုပရဂရမ်တွေကိုစစ်ထုတ်ပြီးစားသုံးကြပါတယ်ဒီလိုမျိုးစစ်ထုတ်ပြီးစားသုံးတဲ့ဝီလာ၅မျိုးစိတ်တွေကိုဘေးလင်ဝီလာ၅လို့ခေါ်ပါတယ်သူတို့မှသွားတွေမပါပဲမေယိုအပေါ်ပိုင်းကနေဖြီးသွားလိုမျိုးဒါမှမဟုတ်စံခါလိုမျိုးဘေးလင်ပြားတွေပါပါတယ်သူတို့ကဘယ်လိုမျိုးစားလဲဆိုရင်ဒီဝီလာ၅ကြီးတွေကပါဇက်ကိုအကျယ်ကြီးဟပြီးတော့ဒီဇူပလဂရမ်တွေအာတိတိတွေပစုံတွေကို ဒုံတွေရေရောအကုန်လုံးမျိုးချလိုက်တယ်ပေါ့မျိုးချပြီးတော့ဒီသူတို့ရဲ့ရှာကိုအသုံးပြုပြီးတော့ရေတွေကိုအဲ့ဒီဘေးလင်ပြားအနေနဲ့ဆင်ပြန်ပြီးတော့တွန်းထုတ်တယ်ပေါ့နော်အဲ့ဒီကဒီဘေးလင်ပြားဒီဆန်ခါလိုမျိုးပဲအလုတ်လုတ်ပြီးတော့ဒီရေတွေကိုသာ ပြင်ထွက်စေပြီးတော့ဒီဘေးလင်ပြားဒီငါးစစ်သေးလေးပုံတွေကိုပစက်ထဲမှာကြံ့နေခဲ့ပြီးတော့စစ်ထုတ်ပေးထားရတော့ဒီလိုနီလန်းနဲ့ပဲဒီဝေလာငါးကြီးတွေကတင်းငယ်တဲ့တရဝါကြီးကိုတချိန်တည်းမှာပဲအများပြားစားတောက်နိုင်တာပေါ့နော် အဲဒီလိုမျိုးပြောလို့ဒီဒီအပင်တွေကမလျော့သွားဘူးလားမျိုးမတုံးသွားဘူးလားဆိုတဲ့မေးခွန်းရှိနေရပေါ့နော်အဖြေကတော့လုံးဝမလျော့သွားပါဘူးဘာဖြစ်လို့လဲဆိုရင်တို့ရဲ့မျိုးပွားနှောင်းကအရင်ကမြန်ဆန်လို့ပါတို့ရဲ့မျိုးပွားပုံကဒီအပင်တပင်မှာပါတဲ့ဆဲတစ်ခုကနေဒီနှစ်ပိုင်းကွဲသွားပြီးတော့အပင်နှစ်ပင်ဖြစ်သွားအောင်ပြုလုပ်နိုင်တယ်ပေါ့နော်ဒီအလွယ်ပြောရမယ်ဆိုရင်တော့ဒီကိုပွားနိုင်တဲ့လိုမျိုးပေါ့အပင်တပင်ကနေနှစ်ပင်ပွားနိုင်တယ်အဲ့ဒီလိုမျိုးမှာတို့က တရက်ကိုဒီနှစ်ဆနှုံးနဲ့တော့မှမျိုးပွားနိုင်တယ်ဒီအဲ့လိုမျိုးပွားနှုံးကြောင့်ပဲသူတို့ရဲ့နှုံးကလည်းဒီမယုံနိုင်လောက်အောင်များပြားနေပါ යි ဒီအပြင်မှာလည်းမျိုးစိတ်တွေကအများကြီးရှိပါတယ်ဒီတချို့မျိုးစိတ်တွေဆိုရင်အမှောင်ထဲမှာကိုယ်တိုင်အလင်းအောင်ထုတ်လွှတ်နိုင်တဲ့ဇီဝအလင်းအောင်ဆွမ်းရည်ရှိပါတယ်ညာဘက်မှာပင်လယ်လှိုင်းတွေဒါမှမဟုတ်လီလော်တဲ့ခါမှာရေမှာအလင်းရောင်တောက်ပနေရာကြီးတွေ့ရတတ်ပါတယ်။အဲ့ဒီအလင်းရောင်တွေဟာဒီအနုကြည်သရဝါလေးတွေကြောင့်ဖြစ်လာတာပါ။အခုဆိုရင်သူတို့ရဲ့နှုံကဒီဘီလီယံတောင်မဟုတ်ဘဲနဲ့ ထရီလီယံနဲ့တောင်မှရှိနေပေါ့နော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြိုင်းနေတဲ့တည်းဆိုရင် channel လေးကို like and subscribe လုပ်ပေးကြပါဦးဒီလူကြီးမင်းလို့ကဒီအခုလိုမျိုးအပေးမှသာနော်လည်းနောက်ထပ်ဒီထက်ပိုကောင်းတဲ့ quality နဲ့ပို့ပြီးတော့ပြုလုပ်နိုင်မှာဖြစ်ပါတယ်နော်